စစ်တပ်ကရွေးကောက်ပွဲကျင်းပနိုင်မယ့်မြို့နယ်တွေကိုကြီးညာပြီးနောက်ပိုင်းရခိုင်ကအေးထိန်ချုပ်ဒေသတွေမှာစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေပိုတိုးမြင့်လှုပ်ဆောင်လာပြီးဒေသခံပြည်သူတေဆုံးသူ80ကျော်နဲ့ထိခိုက်ဒဏ်ရာရရှိသူရာနဲ့ချီရှိလာနေပါတယ်။ကိခိုင်သတင်းပေးပို့ထားပါရခင်ဗျာ။ စစ်တပ်ထိန်းချုပ်ထားတဲ့ရခိုင်ကမြို့နယ်တွေမှာအတို့ရောင်ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပြီးနောက်ပိုင်းအေအေထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုလေကြောင်းရေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်တာတွေပိုတွင်းမြင့်လှုပ်ဆောင်လာနေတယ်လို့နိုင်ငံရေးလေးလာသုံးသက်သူတွေနဲ့ဒေသခံတွေကပြောပါတယ် ရခိုင်ကစစ်တွေကြောက်ပြူနဲ့မန်အောင်မြို့နယ်တွေမှာရွေးကောက်ပွဲလုပ်မယ်ဆိုပြီးပြီးခဲ့တဲ့ဩဂတ်လ20ရက်နေ့ကစစ်တပ်လက်အောက်ခံသတင်းစာတွေမှာထုတ်ပြန်ထားပါတယ်။ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြီးနောက်ပိုင်းကစပြီးလက်ရှိအချိန်ထိစစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့်တေဆုံးသူ83ယောက်နဲ့ထိခိုက်ဒဏ်ရာရရှိသူ121ယောက်အထိရှိလာနေပြီးအဲ့ဒီထဲမှာအသက်မပြည့်သေးတဲ့ကလေးငယ်တွေလည်းအများကြီးပါဝင်နေတယ်လို့ဒီဘူဘီရဲ့ကောက်ယူရရှိထားတဲ့စီးရင်တွေအရာသိရပါတယ်။ ဒါအပြင်လေချောင်းတိုက်ခိုက်မှုအကျဉ်းရေပေါင်း30နှစ်ကြိမ်ထက်မနည်းနဲ့လက်နက်ကြီးပစ်ခတ်မှုအကျဉ်းရေပေါင်း25ကြိမ်ထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။ဒါဟာဒီပူပီကလက်လန်းမိတလောက်ကောက်ယူရရှိထားတဲ့စီးရင်တွေသာဖြစ်ပြီးမြေပြင်အခြေအနေမှာတော့တိထက်ပိုများနိုင်ပါတယ်။စစ်တွေမျိုးရဲ့တစ်ဖက်ကမ်းမှာတည်ရှိတဲ့ပေါက်တောမြို့နယ်မှာလည်းလက်နက်ကြီးပစ်ခတ်မှုတွေကနေတိုင်းလူလိုရှိနေတော့စိုးရင်ကြောင်းလန့်စိတ်တွေနဲ့ပဲဖြတ်တန်းနေကြရတယ်လို့ပေါက်တောဒေသခံတယောက်ကပြောပါရတယ်။ အဲကျွန်တော်တို့ဒီပေါတော်နေဖတ်ဆိုလို့ရှိရင်လည်းအဲစစ်တွေသူတို့လက်နက်ကြီးထိုင်ထားတဲ့ဒီစခန်းတွေကနေပြီးတော့ကျွန်တော်တို့ပေါတော်ဖတ်ကိုတော့ကျွန်တော်တို့ဒီလမ်းပြစ်တာတော့ကျွန်တော်တို့ကြားရပါတယ်။နေနေတိုင်းလူလူတော့ပြစ်တာပါပဲသူတို့ကပြီးခဲ့တဲ့ဘက်ကဆိုလို့ရှိရင်လည်းဒီပေါတော်အာဖတ်ချံပေါ်တော့လက်နက်ကြီးကြားရောက်ပေါကွဲပြီးတော့လူတရေရှုတ်တရားရတာတွေတော့ရှိပါတယ်။အဲဒါကြောင့်မလို့ဒီစစ်တွေနဲ့တဖက်ချံ ်အော်တိုဖက်မှာနေထိုင်တဲ့ဒေသခံတွေဆိုလို့ရှိရင်တော့ရန်ကိုတတိထားပြီးတော့နေနေရပါတယ်အဲအန်ရေကလည်းရန်ကိုများပါတယ်ဒေသခံတချို့ကအခုဒီတပတ်နှစ်ပတ်အတွင်းမှာဒီစစ်တွေဘက်ကလည်းပြစ်တာတွေရှိနေတော့သူတို့မနေရကြတော့ဘူးလေတချို့ဆိုလို့ရှိရင်နောက်ထပ်အဲတခြင်းဒီစပေးချောင်းသားတွေတော့ရှိနေပါပြီလည်းလည်းကြီးကလည်းမထင်းမထင်းသလိုပြည့်တဲ့အတွက်အဲတချို့ဆိုလို့ရှိရင်ကြောက်လို့ပေးလွှဲရအောင်နည်းနည်း ခြောက်ကြတဲ့သဘောလေးရှိပါတယ်။အလားတူပဲပြီးခဲ့တဲ့နှမွေမာလာ15ရက်နေ့ကလည်းရတိတော်မြို့နယ်ဘတ်တလီနဲ့နော်တင်ဂုတ်ကျော်တွေကိုလေးချောင်းတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ9ယောက်သေဆုံးပြီး6ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းကစစ်တွေပုံနှကြောပောက်တော်ရသေးတော်မြို့နယ်တွေကိုစစ်တပ်ကသူထိန်းချုပ်ထားတဲ့နေရာကနေလက်နက်ကြီးနဲ့ပစ်ခတ်တာလင်းရင်ဒရုန်းတွေသုံးပြီးဘုံကျေးတာတွေကိုအခုရက်ပိုင်းအတွင်းမှာပဲနေတိုင်းလိုလိုတွုံးမြင့်လှုပ်ဆောင်လာနေတယ်လို့ဒေသခံတွေကပြောပါရယ် အလားတူပဲရခိုင်ပြည်တောင်ပိုင်းမြို့နယ်တွေကိုလည်းစစ်တပ်ကရေပြင်ကနေစစ်သည်မော်တွေနဲ့စစ်အင်အားဖြစ်တင်းနေတယ်လို့လက်နက်ကြီးပစ်ခတ်တာတွေလေကြောင်းပစ်ခတ်တာတွေဆက်တိုက်ရှိလာနေရဲ့လို့ဒေတာခန်တွေကပြောဆိုကြပါတယ်။ဒါဟာစစ်တပ်ကသူအာဏာဆက်လက်တည်မြဲဖို့အတွက်ပြည်သူတွေကိုချိန်းချောက်ပြီးရာဇဝတ်မှုတွေကိုကျူးလွန်နေတာပါလို့နိုင်ငံရေးလှလှသုံးသက်သူလေးဖြစ်ပြီးရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့အထွေထွေအတွင်းရင်းမှုဖြစ်တဲ့ဦးမျိုးကျော်ကသုံးသက်ပြောဆိုပါတယ်။ သူတို့ဒီနေနဲ့ဒီအခုသုံးမဲ့ဒီအတူရောင်ရေကောက်ပွဲကိုတော့သူတို့တိတ်ခါမဲ့ဆိုတာနဲ့ဆက်ပြီးတော့အကောင့်ထဲပေါ်သွားမှာပါစီအာနာရှင်တွေရဲ့ဒီအာနာဆက်လက်တည်မြဲဖို့အတွက်ပြည်သူတွေကိုချင်းချောက်တာလို့ကျွန်တော်ကတော့အဲ့လိုပုံနားလဲပါတယ်ရေကောက်ပွဲကအတိမတ်ပြုတည်ဖြစ်စေမပြုတည်ဖြစ်စေသူတို့ကတော့ဆက်ပြီးအုပ်ချုပ်မှာပဲတင်းတင်းကြောက်ရင်ဒီရေကောက်ပွဲဆိုရဲဟာကတော့နိုင်ငံတကာကိုပြမဲ့အတွက်ထွက်ပေါက်လေးတစ်ခုသာသူတို့ဖြစ်တယ်ပေါ့ တော့တနည်းအားဖြင့်ပြောရင်အခုပြည်သူတွေကိုဖိနှိပ်တယ်နှိပ်စက်တယ်ဒီလက်နက်ကြီးတွေနဲ့ပစ်တယ်စုစုနေရသူစုစုမြင်တာနဲ့အဲ့ဒီတို့ပြစ်ခတ်ဖြိုခွင်းတယ်ဆိုတာအဓိကတော့သူတို့ဒီအာနာရှင်တွေရဲ့ဆက်လက်အာနာတည်မြဲဖို့အတွက်သူတို့ဒီပြုမှုတွေပြုမှုနေတာလို့ပဲကျွန်တော်ကတော့ဒီရာဇဝမှုတွေပြုလုပ်နေတယ်လို့ပဲကျွန်တော်ကတော့ပြောရှင်းပါတယ် ရခိုင်မှာတကြောပြန်တိုက်ပွဲစဖြစ်တဲ့2023ခုနှစ်နိုဝင်ဘာလ13ရက်နေ့ကနေ2025ခုနှစ်စတင်ဘာလ30ရက်နေ့အထိစစ်တပ်ရဲ့တပ်ဖြတ်မှုတွေကြောင့်တည်ဆုံးသူ960ယောက်ထိခိုက်ဒဏ်ရာရရှိသူ2054ယောက်နဲ့ဖန်စီခံထားရသူ1000ယောက်ရှိတယ်လို့အေအေးရဲ့လူသားချင်းစာနာထောက်ထားရင်းနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူပေါင်းဆောင်ရွက်ရေးယုံ HTCO ကအောက်တိုဘာလ25ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ကျမကိခိုင်ပါ။